အားလုံးပဲမင်္ဂလာပါဗျာကိုစောကြီးရဲ့တပွဲကောင်း channel ကနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဗျာဒီနေ့ပါလဲကျွန်တော်နှစ်ပွဲပဲပေါ့ဗျာနှစ်ပွဲပဲတုံးသက်ပြီးတော့ဖြစ်ပါတယ်အုပ်စု D ရဲ့ပွဲစဉ်တွေကိုကျွန်တော်တုံးသက်ပြီးတော့ဖြစ်ပါတယ်ဒီအုပ်စုမှာဆိုရင်တော့တော်တော်လေးတော့ရင်ခုန်စရာတော့ကောင်းတယ် Flamingo Chelsea Esperance Sportive တော့ Los Angeles ပေါင်းဝင်နေတာတွေ့ရတယ် Flamingo ကကျွန်တော်6မှတ်ရရှိထားတာတွေ့ရပြီးတော့ Chelsea နဲ့ Esperance Sportive ဒီ Tunisia တို့အသင်းအားဆိုရင်တော့3မှတ်စီရရှိထားတာတွေ့ရပါတယ်ဒါတော့ဒီနေ့ပွဲစဉ်မှာကျွန်တော် Chelsea နဲ့ Esperance တို့ လာတွေ့နေတဲ့အခိုက်အတန့်ဆိုရင်တော့ဒီပွဲစဉ်ကကျွန်တော်တို့ရေငုံရေကန်းကန်လာမဲ့ပွဲစဉ်လို့ကျွန်တော်တို့ရေဘူးအဖြစ်သုံးသပ်ရပါတယ်ဖလာမင်ဂိုကတော့ AC ပေါ့ဗျာဖလာမင်ဂိုကတော့ကျွန်တော်တို့ကြိုက်တယ်လို့ကန်လို့ရတာဖြစ်ပါတယ်ဒီကျွန်တော်ရှေ့ဖိုင်မှာလည်းကျွန်တော်ပြောထားတယ်ပေါ့ဗျာအုတ်စု C ရဲ့ဘိုင်မြူနစ်အခြေအနေကိုကြည့်ပြီးတော့ဖလာမင်ဂိုဟာကန်လာဖို့ရာခိုင်နှုန်းတော်တော်လေးများတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်မနက်ပိုင်းဆော့မဲ့တငယ်ချင်းတွေပေါ့အွန်လိုင်းဆော့မဲ့တငယ်ချင်းအနေနဲ့တော်တော်လေးကြည့်ပြီးတော့ စော့တည်ခြင်းပါတယ်ဗျာပို့ပြီးတော့ကျွန်တော်တို့ chance ပေါ့ဗျာပို့အများကြီးကောင်းတဲ့ပွဲစဉ်လိုပဲကျွန်တော်ယူဆပါတယ်ကျွန်တော်အမြင်တိုင်းစော့တဲ့တငယ်ချင်းတွေနေရတော့ဒါကတော့ဟိုတော်တော်လေးတော့ဟို race များတဲ့ပုံစံလေးမှာတော့ရှိတယ်ဘာလို့ဆိုတော့ဒီပွဲစဉ်တွေကကျွန်တော်တို့ကြည့်ပြီးတော့စော့သွားလို့ရတဲ့ပုံစံမှာရှိတာအကြောင်းလည်းပါပါတယ်ဗျာ ဒီပွဲစဉ်နှစ်ပွဲလုံးကတော့ကျွန်တော်မနက်9:00နာရီခွဲမှာကန်သွားမှာဖြစ်ပါတယ်။နှစ်ပွဲလုံးကလည်းတော်တော်ကြီးကြီးကောင်းလာမှာတွေ့ရပါတယ်ဗျာ။ Experience Sporting နဲ့ကျွန်တော်တို့ Chelsea တို့ပွဲစဉ်ကိုကျွန်တော်တုံသက်ပြီးသွားမှာဖြစ်ပါတယ်။ Chelsea ကကျွန်တော်စတီဂျီကျွန်တော်နှလုံး20အနိုင်အထိပေးလာတာတွေ့ရတယ်။ဂိုးပေါင်းစည်းရ3လုံးတည်ရေဖွင့်လှစ်ထားတာတွေ့ရပါတယ်ဗျာ။အခုလက်ရှိဂျီရန်ရကျွန်တော်ကြည့်မယ်ဆိုရင် Chelsea ဟာဒီ Tunisia Club အသင်းကိုပေါ့ဗျာ။ပေးထားတဲ့ဂျီရန်ရနှလုံးကိုကျွန်တော်80နိုင်85နိုင်လောက်အထိပြုတ်ကျသွားတာတွေ့ရပါတယ်။ ကိုပေါင်းစည်းရလည်းဒီလိုပါပဲကိုပေါင်းစည်းရကျွန်တော်၃လုံး၅မူးနိုင်အထိကြပါတာတွေ့ရပါတယ်ဒီခြေတန်းကတော်တော်လေးပေါ့ဗျာတို့ဟိုပြောရရင်တော့တော်တော်လေးကြောက်ဖို့ကောင်းပါတယ်ဒီဒီ CWC မှာကစားနေတဲ့ငွေချင်းတွေလည်းအတိဆုံးဖြစ်ပါပါခြေတန်းကမောက်ကမဖြစ်တာအများကြီးပေါ့ဗျာတော်တော်လေးကြုံတွေ့နေရတာလည်းတွေ့ရပါတယ်ဒီဘွဲကြံလည်းကျွန်တော်နောက်ကြပွဲဖြစ်တဲ့မနက်9နာရီခွဲမှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးတော့ကျွန်တော်ခြေအပြောင်းလဲတွေအများကြီးရှိလာနိုင်တယ်လို့ပဲကျွန်တော်ကတော့ဟိုပြောပြရသေးဗျာ ဒီဝက်ဆိုက်မှာလည်းအခုပဲကြည့်ပါကျွန်တော်တို့ခြေတန်းရကျွန်တော်တို့ပြုတ်ကျသွားတာတွေ့ရတယ်ဒါသတိထားမယ့်အချက်ပါဗျာ Chelsea အသင်းကကျွန်တော်တုံ့မှတ်ရရှိတာတယ် Experience Sporting ကကျွန်တော်တူနီရှားအသင်းကတုံ့မှတ်ရရှိထားတာတွေ့ရပါတယ်ကျွန်တော်ဂိုးကွာချက်ချက်အရာကျွန်တော်ကြည့်မယ်ဆိုရင် Chelsea ကတော့ကျွန်တော်တို့ plus minus မရှိဘူးဗျာ0ဖြစ်နေတာတွေ့ရတယ် Experience Sporting ကကျွန်တော်တူနီရှားအသင်းကတော့ minus 1ဖြစ်နေတာသတိထားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့တူနီရှားအသင်းအနေနဲ့ဒီနေ့ Chelsea ပွဲမှာကျွန်တော်ရေခွန်ရေကန်းတန်လာဖို့တော်တော်လေးများတယ်လို့ကျွန်တော်ကတော့ ပြောချင်ပါတယ်။တောင်းပေါ်เนี่ยကျွန်တော်မာမွန်လူဒီကန်သွားတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်လာမဲ့ပုံစံမှာရှိတယ်လို့ပဲကျွန်တော်ယူဆပါတယ်ဗျာ။ဒါတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ချက်စီအနေနဲ့ဟိုခြေချမ်းကတော့တော်လေးတော့ပြုတ်ကျသွားတာတွေ့ရတယ်။ဒါပေမဲ့လည်းကျွန်တော်ချက်စီအနေနဲ့ဒီနေ့မှာကျွန်တော်ချက်စီဆိုတာဘာဆိုလာပေါ့ဗျာ။အဲ့လိုမျိုးပြဖို့ရခိုင်တို့တော်တော်လေးများတယ်လို့ပဲပြောပြရစီ။ချက်စီအနေနဲ့ပြီးခဲ့တဲ့ပွဲဖလာမင်ကိုပွဲမှာမရှိမလားရှုံးနေတော့တဲ့အတွက်ကြောင့်ပါဗျာ။ဒီပွဲစဉ်ကတော့ကျွန်တော်ချက်စီကိုကျွန်တော်ရိုက်တဲ့ပွဲစဉ်လို့ပဲကျွန်တော်ကတော့ဟာ ဟိုတူးတယောက်တည်းအမြင်ဖြစ်ပါတယ်ဗျာချက်ချင်းနေနေကျွန်တော်လူစင်းမဲကြည့်မြော်ဘလို့ပဲစဉ်းစားစဉ်းစားဖို့ဗျာတော်လေးကွာဟတာလေကျွန်တော်တို့သိတာထင်ရှားစီတယ်နောက်ချက်ကချက်ချင်းနေနေဒီနေ့ဘက်မှာကျွန်တော်တို့တိုက်စစ်မှုဖြစ်တဲ့နီကိုလက်ဂျက်ဆင်တော့မပါဝင်နိုင်ဘူးပြီးခဲ့တဲ့ဘက်မှာဖလမင်နိုဘက်မှာအနီကအမိသွားတဲ့တော့ကြောင့်မပါဝင်နိုင်တာတွေ့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့အဆွေကနေပြီးတော့ခေါ်ထားတဲ့ဒီဒီလက်ပေါ့နော်ဒီလက်ကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲလို့ပဲကျွန်တော်ယူဆပါတယ်ဗျာဒါကြောင့်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော် ချက်စီးဘော်ဒီကြိုက်ပါတယ်ဒါကြောင့်ကျွန်တော်နှစ်သင်းလုံးကလည်းကစားလာမဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်ပါဗျာနောက်ဆုံးပွဲလည်းဖြစ်တယ်နောက်မှကျွန်တော်ဂိုးပေါင်းစီးတော်လေးပြုတ်ကျသွားတဲ့ဆိုပေမဲ့လည်းဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပြီးလဲပါတယ်ဒီပွဲစဉ်ကျွန်တော်စုံဘော်ကြိုက်ပါတယ်ဗျာနောက်တစ်ပွဲကျွန်တော် loss injury နဲ့ကျွန်တော် flamingo တို့ပွဲစဉ်ပါဗျာဒီပွဲစဉ်ကလည်းဟိုခြေတန်းရကြည့်မယ်ဆိုတော်တော်လေးပျော့ပြောင်းနေတာလည်းတွေ့ရတယ်ကိုပေါင်းစည်းလည်းဒီလိုပါပဲနှလုံးရှုံးပြလာတယ်ကျွန်တော်ကိုဘော်ဒီစည်းကကျွန်တော်ဝမ်းငါမှုအနိုင်ဖွင့်လှစ်ထားတာတွေ့ရတယ် ကိုပေါင်းစီကတော့တူးရှုံးပါပဲညင်းတက်နေတာတွေ့ရပါတယ်ဗျာဒီပွဲစဉ်မှာဆိုရင်လည်းဘလိုပဲကြီးကြီးပေါ့ဗျာဒီဖလာမန်ကွန်နဲ့လော့စ်အင်ဂျလိုပွဲစဉ်မှာဆိုရင်လည်းဒီဖလာမန်ကွန်ကကျွန်တော်6မှတ်ရရှိတာတော်လေးကွာတယ်ပေါ့ဗျာခြေသွင်းရလည်းကွာပါတယ်ဒါပေမဲ့ဒီအမေရိကန်၃နှင်းထဲမှာဆိုရင်ဒါလော့စ်အင်ဂျလိုတော်တော်လေးကောင်းမွန်တဲ့ခြေသွင်းကိုပိုင်ဆိုင်ထားတာတွေ့ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာကျွန်တော် Experience Sporting နဲ့ပွဲမှာဆိုရင်တော့ Z1 နဲ့ကျွန်တော်တို့ရှုံးနေပြောတာတွေ့ရတယ်ဒါကတော့သတိထားစီရင်ပါတယ်တကယ်တကယ်နေလာငါလာကန်တော့မယ်ဆိုရင် တော်လေးခြေစမ်းပိုင်းကွာဟတာကျွန်တော်တို့သိတာထင်ရှားစေပါတယ်ဗျာဒါတော့ဒီဘွဲတင်မှာကျွန်တော်ဖလာမင်ဂိုနေနဲ့ကျွန်တော်အားကုန်ထုတ်ကန်လာမယ်လို့ကျွန်တော်တော့မယုံကြည်ဘူးဒီဘွဲတင်မှာကျွန်တော်ကိုခြေတန်းရလဲတော်လေးပျော်ပြောင်းတာလဲပါဝင်တယ်လို့ဒီဘွဲတင်မှာကျွန်တော်ဂိုးပေါင်းစည်းလဲတော်လေးပျော့တဲ့အတွက်ကြောင့်ပါတော့ဒီဘွဲစင်မှာကျွန်တော် loss engine body ကိုကျွန်တော်ရဲဆုံပြီးကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဒီဘွဲတင်မှာနောက်တစ်ချက်ကျွန်တော်တို့ဒီဖလာမင်ဂိုဘွဲတင်မှာမင်းရဲ့ပုံစံပဲပေါ့ဗျာကျွန်တော်မင်းရဆိုလဲ ADCO နဲ့ Vodafone တို့ပွဲစဉ်မှာဆိုလဲကျွန်တော်ကိုးပေါင်းအပေါ်ရွေးထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာလဲကျွန်တော်သိပြီးတော့မကျင်တတ်ပါဘူးကျွန်တော်ကိုးပေါင်းအပေါ်ကိုထပ်ပြီးတော့လိုက်မှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော် loss engine body နဲ့ကိုးပေါင်းအပေါ်ကိုကျွန်တော်ကြိုက်ပါတယ်ဗျာ။ပြန်တော့ကျွန်တော်ဒီနေ့နှစ်ပွဲကိုကျွန်တော်တုံးသက်သွားတာဖြစ်ပါတယ်ဗျာ။ကျောင်းသင်ငယ်ကျောင်းလူတွေကျွန်တော်ရဲ့ဒီတဝဲကောင်း channel ကိုကျွန်တော် subscribe လုပ်ရသေးတယ်လဲ subscribe လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်လို့ကျွန်တော်ပြောပြရစီဗျာကျောင်းသင်ငယ်ချင်းတွေလည်းပေါင်းပြကြပါစီမြန်မာပြည်လည်းအေးချမ်းပါစီဗျာ